ထိုင်းမြန်မာနယ်စပ်ဒေသမှာနေထိုင်နေထိုင်းလူမျိုးတွေနဲ့မြန်မာနိုင်ငံကနေရွှေ့ပြောင်းလာတဲ့လူသားတွေရွှေ့ပြောင်းတိုင်းရင်းသားတွေနဲ့ နိုင်ငံရေးခုံလုံးသူတွေကြားနေစဉ်လွှဲမှားနေတဲ့နားလည်မှုတွေကိုပြည်လဲစီဖို့အတွက်ရည်ရွယ်ပြီးထိုင်းမြန်မာလူငယ်တွေပူပေါင်းကတရက်တာဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မင်းဆောင်မြို့တနေရာမှာပြုလုပ်ခဲ့တဲ့ထိုင်းမြန်မာ Borderline Friendship Conference 2025ကနေထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ထိုင်းနယ်မြန်မာအခြေခံလူရန်းစားတွေကြားခွဲခြားဆက်ဆံမှုတွေကိုပြောင်းလဲလာဖို့အတွက်မျှော်လင့်တယ်လို့ဆွေးနွေးပွဲကိုဦးဆောင်သူ Nicholas Tan ကပြောပါဗျ။ ဟုတ်ပါအတိအကျအပြင်တော့ကျွန်တော်တို့ကဒီအချိန်ကလူတန်းစားတွေကနေတူပါကြုံတွေ့နေရတဲ့အင်းလာတာအစပြီးတော့ဒီလမ်းသွားလမ်းလာအစဒီစတူဆိုင်မှာဈေးဝယ်ရအစအဲ့ဒီအရာတွေကဒီဗမာတွေကိုခွဲခြားဆက်ဆံပြီးနေမှုတွေကနေအနည်းဆုံးနေတူပါကနေစတင်ပြီးတော့ပြောင်းလဲလာတယ်လို့လင့်ပါတယ်ခင်ဗျာ ရွှေပြောင်းနေထိုင်သူမြန်မာတွေနဲ့ထိုင်းလူမျိုးတွေရဲ့ကြောင်းငင်းချမ်းရေးနဲ့ချစ်ကြည်ရေးတိစားဖို့ဆွေးနွေးကြသလိုထိုင်းနိုင်ငံရဲ့စီမံစည်းကမ်းတွေကိုမြန်မာနိုင်ငံသားတွေအနေနဲ့လည်းလိုက်နာပြီးထိုင်းနဲ့မြန်မာကြားဖြစ်ပွားနေတဲ့လူမှုရေးပရိပခ္ခတွေကိုပြည်လဲစီဖို့လည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ထိုင်းမြန်မာလူမျိုးတွေကြောင်းတိုင်းရိုက်ထိတွေ့စကားပြောဆိုခြင်းတွေဟာနေပါတာကြောင့်လူငယ်တွေဥဆောင်ဝင်ဆွေးနွေးပွဲပြုလုပ်တာဖြစ်တယ်လို့ဒီဆွေးနွေးပွဲကနေထိရောက်တဲ့ရန်ရာတခုတိစောက်နိုင်မှုမျှော်လင့်တယ်လို့ဆွေးနွေးပွဲမှာပါဝင်သူတအူးကပြောပါတယ်။ အဲ့တော့ကတော့ဒီလူမျိုးရေးအရာဓမ္မတွေအနေနဲ့ရှိတယ်။ဒီကတော့ဒီအဒီနေရာကပေါ့မန်နေဂျာထိုင်နိုင်ရင်လည်းဆက်အဒေတာတစ်ခုဖြစ်တယ်။ဒါကြောင့်မို့လို့ညာပါဖြစ်ဆိုရင်ရှိယူဆိုတာအကန်ဆယ်ရတယ်များတယ်ပေါ့နော်။ဒီတင်ဒါမဲ့ဒီသူပညာတဲ့ဒီကိုယ်နဲ့ဒီရဲ့ကြားထဲမှာတော့ဒီပြဿနာကြီးနေပါလို့လေဒီကနေ့နေထိုင်တာကြတော့သူပညာတဲ့ရှိယူဆက်ဝါဒီရှိရတယ်လို့ရောထီးနေတာဖြစ်တဲ့ကြောင့်အဲဒီလိုမျိုးဒီလိုမျိုးဘုံတူကိုပြောချင်ရင် ပရိပခါရင်းညံ့ကြတယ်ဆိုတော့အဓိကဒီနေ့ပြောဖြစ်တာကအဲ့ဒီအကြောင်းပေါ့ကျွန်တော်တို့ကကြတော့ဒီမှာရှိတဲ့ဒေတာကြောင်အောင်ထုတ်ယူပေါ့နော်ဆိုတော့ရေးပြီး fusion ရအောင်အနာဂတ်စီးနေတယ်ဒီမှာဒီမျိုးလေးရဲ့ဂျာကရှိတဲ့အကြောင်းအရာတွေပေါ့နော်အနည်းငယ်လို့တော့ဒီကပြောပြပါမယ် မြန်မာနိုင်ငံသားတွေအနေနဲ့ညသက်ကောင်အချိန်တွေမှာဆူညံမှုတွေကိုမပြုလုပ်ဖို့မိဘကိုယ်တိုင်အဆင်မပြေနေချိန်မှာကလေးမျိုးဖွားမှုတွေကိုရှော့ချဖို့မဲဆောက်မျိုးမှာရင်တိုက်မှုအများဆုံးဟာမြန်မာနိုင်ငံသားတွေဖြစ်တာကြောင့် DNA တွေကနေကာကွယ်နိုင်ဖို့ထိုင်းနိုင်ငံရဲ့ရင်းစည်းကမ်းတွေကိုလိုက်နာသင့်တယ်လို့ဆွေးနွေးပွဲမှာပါဝင်တဲ့ထိုင်းနိုင်ငံသူတဦးကပြောပါတယ်ထိုင်းမြန်မာ borderline friendship conference 2025မှာထိုင်းမြန်မာနှစ်နိုင်ငံကအမျိုးသမီးတွေ LGBT လူငယ်တွေနဲ့ရွှေပြောင်းလူသားတွေအပါအဝင်အယောက်20ထဲမှနေပါဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျာ။